ဒီဘောရုံးမြင်သားများကိုကြည့်ရှုနေကြတယ်ရုံးမြင်သားကြီးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်နေရှိတဲ့ပွဲခန္ဓာမြင်ကွင်းတွေကိုရိုက်ကူးထုတ်တွေတင်ဆက်ပေးနေရှိရမှာဒီကနေ့မှာဆိုရင်တော့ကန်တော်ကြီး place hotel မှာကျင်းပပြုလုပ်နေတဲ့ TDC ကျောင်းသားကျောင်းသူဟောင်းများရဲ့ရန်ကုန်ငွေမိတ်ဆုံစားပွဲညသာစားပွဲအခမ်းအနားနေဒီရဖြောပြပွဲခန္ဓာရဲ့မြင်ကွင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့မှာကျင်းပပြုလုပ်နေတဲ့ပွဲခန္ဓာရဲ့မြင်ကွင်းတွေကိုပြည်သူများစုံစမ်းသိရှိနိုင်သဖို့ရန်ကုန်မြင်ကွင်းတဲ့စီစဉ်ကားတွေပြီးတော့ရိုက်ကူးထုတ်တွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ချိန်လှတရားရည်နဲ့တူကြည်နူးပွေရာကောင်းလာတဲ့ပွဲခန်းနာတစ်ခုရဲ့ပုံရိပ်မြင်ငွေများကိုတော့ကန်တော်ကြီး place hotel မှာကျင်းပပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့ခန်းနာဆိုရင်တော့ TTC ကျောင်းသားကျောင်းသူဟောင်းများကပညာသင်ကြားပေးခဲ့ကြတဲ့ဆရာကြီးဆရာမကြီးများရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီးရန်ဝန်ဝင်မိတ်ဆွေများစွာစာဝယ်နေတူဂီတဖျော်ဖြေပွဲကြီးကိုလည်းကျင်းပနေခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲကြောင်းမှာ ਨੇ ပတ်သက်ပြီးတောင်းဝန်ရှိသူတူကိုလည်းအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါဗျ။ ရန်ကိုဝမ်းတာကိုထောင်းတယ်။ဒါဆိုတော့မြမပြည်မှာဟလာအဲဆရာသမားတွေကိုဂါရောဂန္ဓကောသားဟိုဂန္ဓကောသားဆိုပြီးတော့ဘလူပဲကရောနေကရောနေဆရာရီယာတဖြည်းဖြည်းနဲ့ဟလာအရွယ်လူပြွားတွေပြီးအိုလာမင်းအိုလာပြီးတော့မနာမကျန်းဖြစ်မယ်ဟလာအဲ့ချိန်မှာပြည်သူဆောင်းရှောက်မှုဆိုတာအင်အားတစ်ခုကအဓိကတော့ငွေပဲသားရဲ့နော်အဲဂူရုညိုက်တဲ့သူလေးကြီးအကြောင်းမှာတစ်ခုကောင်းတာပါရှိတယ်ဆိုတော့ ဆရာကြီးဆရာမကြီးတွေရဲ့တသက်တာထာဝရကိုကွယ်လွန်သွားတဲ့ဟလာကျွန်တော်တို့တကယ်ချင်းဘုဇောထွန်းပင်လုံးစင်းဟလာပိုင်ရှင်ရသူကတသက်တာထာဝရပြုစုဆောင်ရှောက်ခွင့်နော်စီစီဟိုအကြမ်းမိုင်နဲ့ဆောင်ရှောက်ခွင့်ပြီးထားခဲ့ပြီးသားဒါပေမဲ့ဒီဆရာကြီးတွေဆရာမကြီးတွေကစင်းဟောတက်ပြီးတော့သူတို့မှာအဟာရဓာတ်ဆိုတာလည်းလိုလာမယ်နောက်တစ်ခုကအဲဒီစင်းဟောတက်တဲ့ချိန်မှာကုသစီမလိုပေမဲ့မိသားစုတွေစီဆရာကြီးဆရာမကြီးတွေအာဟိုစီဟောစီဆိုတာတော့ရှိလာမယ် ရှိလာမဲ့အတွေ့အဲ့မှာအဲကျွန်တော်တို့ငွေကြေးနေပေါ့နော် ပေါင်းစုပြီးတော့ဒီလိုဆရာမကြီးတွေကိုရံပုံငွေပွဲလေးတစ်ခုကျင်းပရင်တဲ့ဒီဖောင်ဒေးရှင်းကိုလုပ်မယ်ဆိုတဲ့ရည်ချက်ပေါ်လာရှင်မှာအရန်ဝမ်းတာတယ်ဒီနေ့အဟိုပွဲမှာအဲဟိုတက်ရောက်လာတဲ့ဟလာဆရာကြီးဆရာမကြီးတွေကိုမိတ်ဆွေစားပွဲလုပ်မယ်အကြောင်းသူကြောင်းဟောင်းတွေတွေ့ဆုံမယ်ပြီးလို့ရှိရင်အဲညစာစားမယ်ပေါ့နော်ပြောဝတ်ရှင်ပွဲလုပ်ကြမယ်ပြောရမယ်ဆိုရင်သားရဲ့ဟို TTC ចောင်းទីចောင်းသားហောင်းများអាលុងីเนาะតតតតាថាវរសៀរីសៀមម៉ារីសោះឆោចចាមេវេរីលុទិនសាជាមកដែរကျွန်တော်တို့ရွေးရပဲဖြစ်ဖြစ်နိုင်ငံသားရှိကြတယ်ဖြစ်ဖြစ်ဟုတ်လားအခုပြည်တွင်းမှာပဲရှိရင်မတည့်အောင်လာနိုင်သီးတော့၎င်းကြားသီးရသီးတော့၎င်းနော်ဘာပဲဖြစ်ဖြစ်အားလုံး TDC ចောင်းသူចောင်းသားဟောင်းများဒါ TDC ចောင်းဆရာကြီးဆရာမကြီးတွေကားတော်တရားအားထားရင်နော်ဟိုအခုချိန်မှာ အလုံးမမီမျော့နဲ့နော်အလုံးဝိုင်းဝန်းပြီးတော့ထမ်းဖို့ကြပါစို့လို့အကူကဖိတ်ခေါ်ကြပါလေအလုံးဒီဒီចောင်းចောင်းလာဟောင်းနေအလုံးလည်းကျေးဇူးတင်ပါတယ်ချစ်လက်ချစ်ပါတယ်ခန္ဓာကိုယ်တော့ TTC ចောင်းသားចောင်းသူဟောင်းများဆရာကြီးဆရာမကြီးများဖိတ်ကြားထားသောဧည့်သည်တို့များတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားစတင်ချိန်မှာတော့ចောင်းသူဟောင်းတို့ရဲ့အပြူတော်ကနဲ့အတူစတင်ခဲ့ပြီးចောင်းသားចောင်းသူဟောင်းများရဲ့ဂီတဖြောပြမှုတွေကိုပါတင်ဆက်ပေးခဲ့ပါတယ်။ ဒီကနေ့ပွဲခန်းနာကိုတက်ရောက်လာတဲ့ဆီယာမာဂျီတူရဲ့စကားသံကိုလည်းအခုလိုပဲကြားသိခွင့်ရခဲ့ပါတယ်။ Bye ပီတိဖြစ်တာပေါ့နော်အရန်ကိုလေဝင်တာပါတယ်ပီတိဖြစ်ပါတယ်ကလေးတွေရဲ့ဂျေစုကလေးတွေပြုစုဆောင်ရှောက်မှုဒီချက်တို့ခုချိန်ထိဂျမ်းမာရဆာဆောင်ရှောက်ပါဒီချက်ဆိုရင်ပင်လုံးစေယုံမှာဒေါက်တာဇော်ထွန်းကနေဒီချက်တို့ဒီ25ရောက်ကိုစေကူသားခွင့်ကိုဟိုလက်မှတ်ကလေးတွေပေးထားပါတယ်အဲ့ဒါဒီချက်တို့အားလုံးဒီအဲ့ SSC နဲ့ပင်လုံးစေယုံကိုရောက်တိုင်းဒါတွေကဒီချက်တို့ FOC ပါအားလုံးကို ပြူပြူငငနဲ့ခြေရိုးကိုပြောရကျမရေးဆောင်ရှောက်သွားပါတယ်အရန်လဲကျေးဇူးတင်စရာကောင်းပါတယ်ဒီကလေးတွေဆိုလဲဟိုနှစ်လိုက်နှစ်လိုက်ပေါ့လေตาရေခြေရိုးကိုလေတွေ့ဆုံပွဲတွေကတော်ပွဲတွေအဲ့ဒါလုပ်ပါ ဆီယမအနေနဲ့ကတော့ဆီယမတိုင်းကတော့ပီတိဖြစ်တာပေါ့တာအရင်ဝင်တာပါတယ်ကြည်နူးပါတယ်နောက်ဆီယမတွေအကုန်လုံးဒီချိုပင်စင်စားတွေပြန်ပြီးဆုံရတဲ့ခါမှလည်းအရင်ကိုဝင်တာပါတယ်တကယ်ကလေးတွေနဲ့တွေ့တဲ့ခါမှလည်းကိုယ်လည်းနုပြောသွားတော့ကလေးတွေကလည်းကျေရွံ့တွေ့တဲ့ခါမှာပြန်ပြီးတော့လေရင်းရင်းနဲ့နှုတ်အဲ့လိုပေါ့ငယ်စင်မူရာလေးတွေနဲ့တွေ့ရပါတယ်အရန်ဝင်ပါပါတယ်ပီတိဖြစ်ပါတယ်ဒီလိုဒီချင်တို့အပေါ်မှာ ပြုစုဆောင်ရှားခဲ့တဲ့စီစုတရားတည်တတ်တဲ့ကလေးတွေအားလုံးကချမ်းသာပါစေချမ်းသာပါစေစံတအားလုံးပြေးပါစေသူတို့ဘဝမှာအထွတ်ထိပ်အောင်မြင်ကြကြပါစေသိရှိချမ်းသာစိတ်ချမ်းသာလူအဆန္ဒပြေးပါစေလို့ဒီရှယ်တို့အားလုံးရဲ့ကိုယ်စားဒီရှယ်တို့ကလည်းဆုတောင်းရက်ပါမေတ္တာပို့ရက်ပါဒါ ဆက်လက်ပြီးလှူဒန်းခဲ့ကြတဲ့အလှရှင်များရဲ့အမိစေးများအားဖက်ကြားတင်ဆက်ပေးခဲ့ကကျောင်းတော်ကြီးတို့အခွန်အားတည်းရဖြစ်စေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကျောင်းတော်ကြီးရဲ့တေးသချင်းအားညီညီညာညာတီးဆိုပြောပြခဲ့ကြပြီးပျော်ရွှင်မှုပုံရိပ်များကတော့လွင့်ပြန်နေခဲ့ပါတယ်။ဒီကတူချမ်းမိုးရဲ့စပါးလို့ ေးဇံရှင်များရဲ့တီးဆိုဖျော်ဖြေမှုတွေကိုလည်းအခုလိုပဲမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ီကနေ့ပွဲခန်းနာမှာပါဝင်သောမဲ့ကျောင်းသားဟောင်းတူရဲ့ဝမ်းသာပီတီစကားသံများကိုလည်းအခုလိုပဲကြားသိကြရပါတယ်။အာအင်တာမဲဝမ်းသာပီတီဖြစ်ရပါတယ်။ရမွေပွဲမှာပါဝင်ပါဝင်ပီတီဆိုဖြောပေးပေးရတဲ့အတွက်။နောက်အကိုပြောချင်တာအကိုဒီလိုမလာနိုင်တဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေနောက်နေ့တွေကိုဖိတ်လာဖို့အတွက်ဖိတ်ခေါ်ပါတယ်။နောက်နေ့တွေလည်းကိုနှစ်တိုင်းလိုလိုကိုဒီလိုပွဲမျိုးစီစဉ်မှာအောင်မယ်ကြီးလေ။ပရိသတ်များခင်ဗျာ။ ဆရာကြီးဆရာမကြီးများအတွက်အကောင်းဆုံးသောကျိုးပန်းဆောင်ရွက်မှုများနဲ့အတူဖန်တီးခဲ့ကြတဲ့ရံမုံငွေမိတ်ဆုံများစွာစားပွဲနဲ့ဂီတဖျော်ဖြေပွဲကြီးကတော့ပျော်ရွှင်ကြည်နူးစွာဖြင့်ခမ်းနားစွာကျင်းပနိုင်ခဲ့ပါတယ်။နောက်လာမယ့်ရံကုန်မြင်ကြီးရဲ့စီစဉ်ကနေလဲစိတ်ဝင်စားဖို့ရကောင်းတဲ့ပွဲခမ်းနားများကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ကြည့်ယူအပိကကြရတဲ့ပြည်သူများကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။